မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 5ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ခိုင်းနမနယ်စပ်မြောက်ရီမြို့နယ်ချွေးကုတ်ကိုမြို့နယ်စပ်တလျှောက်လုံးမှာခိုင်းမိုဘိုင်းဖုန်းကွန်ရက်နဲ့စက်သွေးကွန်ရက်ဖြန့်ကျက်နိုင်မှုကို drone များလွှတ်တင်ပြီးတော့တိုင်းတာနေပြီးကြားဖြတ်ရာဇဝတ်မှုများမှာခိုင်းစက်သွေးကွန်ရက်ကိုအတုံးပြုတ်နိုင်ခြင်းရှိမရှိကိုစမ်းစစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခိုင်းနိုင်ငံစက်သွေးဆိုင်ရာကော်မရှင် NBTC အပါအဝင်ခိုင်းအာဏာပိုင်များကခိုင်းဘက်ချမ်းမှာရှိတဲ့စက်သွေးတာဝါတိုင်းများကချွေးကုတ်ကိုဘက်အထိ ဘလောက်အထိလိုင်းဆွဲအားနဲ့ signal ရောက်နိုင်နေဆိုတာကို drone ပြန်တန်းပြီးတော့တိုက်တာခဲ့တယ်လို့သိရပါဗါးထိုင်းနိုင်ငံကဝကြီးဌာနဘောင်းဆောင်ပါဝင်တဲ့စူပေါင်းအဖွဲ့ကရွှေကုတ်ကိုရဲ့တဖက်ကမ်းမှာရှိတဲ့ခိုင်းဘက်အချမ်းက mobile phone tower တိုင်းများနဲ့ line ဆွဲအားအချက်ပြမှုအများကိုစစ်ဆေးခဲ့ပြီးတော့နေဆက်တလျှောက်မှာ mobile ဝန်ဆောင်မှုအရေးအသွင်းနဲ့ roaming အခြေအနေများကြားဖြတ်တဲ့ဆက်ဆက်တဲ့ cyber ရာဇဝတ်မှုများမှာဖိုင်းဆက်သွယ်ရေးကိုရံများကိုအသုံးပြုနိုင်ခြင်းများကိုစစ်ဆေးခဲ့တယ်လို့သိရပါဗါး အဲ့ဒီလုပ်ငန်းဟာခိုင်းဝင်ကြီးချုပ်ရဲ့အမေအရာခိုင်းဆက်သွေးကော်မရှင်ကဦးစီးဆောင်ရွက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ခိုင်းဆက်သွေးကော်မရှင် NBTC က NDA များတဲ့နေဆက်ဒေတာများမှာဆက်သွေးဝန်ဆောင်မှုများကိုရပ်ဆိုင်းရန်အစီအမံများအကောင့်ထက်ဖို့ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ NBTC က2025ခုနှစ်ဩဂတ်လ30ရက်နေ့မှာတက်တန်းရှိနေသေးတဲ့ဆက်သွေးလိုင်စင်ရထားသူများအတွက်ဒီပညာဆိုင်ရာရာဇဝတ်မှုများကိုကာကွယ်ရန်အစီအမံများနဲ့ပတ်သက်ပြီးတော့လေကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသေးတယ် ခိုင်းနိုင်ငံကလူမှုကိုကာကွယ်ရန်နဲ့လေးပညာဆိုင်ရာရာဇဝတ်မှုများကနေဖြစ်ပေါ်လာနိုင်တဲ့ပြက်စီးဆုံးရှုံးမှုများကိုကာကွယ်ရန်အတွက်အစီအမံရှစ်ခုကိုချမှတ်ခဲ့တယ်လို့သိရပါတယ်။ MBDC ကနေဆက်ဒေတာများကိုကွင်းစင်းစစ်ဆေးမှုများလှုပ်ဆောင်မှာဖြစ်ပြီးတော့ MBDC ရဲ့အစီအမံများနဲ့ဆက်ဆက်ဥပဒေများကိုမလိုက်နာကြောင်းဆက်သွယ်ရေးလိုင်စင်ရသူများကိုတွေ့ရှိပါကဥပဒေအရရေးယူမှုများကိုခမှန်ပြုတ်လုသွားမှာဖြစ်တယ်လို့သိရပါတယ်။ခိုင်းကမြဝတီရွှေကုတ်ကိုကြားဖြတ် BGF gate တွေတလျှောက်လုံးကို drone နဲ့ပြန်ပြီးတော့ phone signal ဘယ်အထိကို line ယူထားသလဲ wifi cable တွေဘယ်နေရာကနေဖြတ်ပြီးတော့တွေ့ထားသလဲဆိုတာတန်တိုင်းလိုင်း scan ဆက်နဲ့ drone မှာတက်ပြီးတော့ light shadow တွေလုံနေတယ်လို့ကရင်ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။မနေ့ကခိုင်အာရာဘီများက drone နဲ့မြန်မာဘက်အချမ်းကထိုင်းဆက်သွယ်ရေးတာဝါရိုင်းများကိုစစ်ဆေးနေတဲ့အတော့ DKVA BGF KNLA PC ဂိမ်းများမှာ phone line များအကုန်ပိတ်ထားပြီးတော့ညိမ့်သက်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့နေပြည်တော်မှာ မင်းကတစောင်းမုံးလာပြင်းနေညာပန်းတကူကောက်နေတဲ့ကိုရင်တပားနဲ့အမျိုးသားတအူစိုက်ခဲတိုက်ခံရပြီးတော့ဒဏ်ရာအပြင်းထန်ရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ပြင်းမနာမျိုးလက်ပံခါလာကြီးွာကလမ်းပေါ်မှာမင်းကည၈နာရီကန်းကဖြစ်ပွားခဲ့တာပါ။ကားပေါ်ကနေပတ်ဆက်ကျဲသွားလို့လိုက်ကောက်ကြတဲ့သူတွေကိုစိုက်ခဲတစည်းကအနောက်ကနေဝင်တိုက်မိတာလို့သိရပါတယ်။အတိုက်ခံရတဲ့ကိုရင်တပားနဲ့အမျိုးသားကိုပြင်းမနာမျိုးဂရင်းနေရပြည်သူစေယုံကိုပို့ဆောင်ပေးလိုက်တယ်လို့မိုးစေတနာပရဟိတအသင်းကအသိပေးထားပါတယ်။ဒဏ်ရာ ကပြင်းတယ်ဗျမပျော်ကနေအပြတ်ဖြစ်ကုန်တော့ဗျာဒါတော့မျိုးကြီးပြကြီးတွေမှာအဲ့လောက်ထိရုပ်ပြအောင်လို့ကောက်ဆရာမလိုဘူးလေဒရောင်းစားတွေမှာမဟုတ်တာလို့ဒေသခံတယောက်ကပြောပြထားပါတယ်ပန်းတကူပြစ်တာနဲ့ကောက်တာအပြင်အခုလိုမျိုးခါကြီးရကြီးညတွေမှာစင်စင်ချင်းချင်းပျော်ပါးကြဖို့ကိုလည်းလူမှုရေးအဖွဲ့တွေကတိုက်တွန်းထားပါတယ်နေပြည်တော်အပြင်ရန်ကုန်မန္တလေးနဲ့ မျိုးကြီးတွေကအဝေးပြေးလမ်းနေတယ်မျိုးရင်းလမ်းနေပေါ်မှာတစားမုံလာတဲ့နေညဆိုပြီးတော့ကားပေါ်တွေကနေပတ်ဆံနေပြစ်ချလို့လိုက်ကောက်ကြတဲ့သူတို့ချို့ထိခိုက်သေးဆုံးမှုတွေနေ့စဉ်ရှိနေပါတယ်ပတ်တကူပြစ်တယ်ဆိုပြီးတော့ပတ်ဆံတွေကိုစီးနဲ့ကမ်းမဲ့မကျဲကြဘူးလူမှုကွန်ကြီးအသင်းအဖွဲ့တွေကမြစ်တားရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆောင်ရပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းဒေအချောင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကို၃ချိန်ကြားဖြတ်တိုက်ခိုက်ရာစစ်ခွေးတွေဘက်က၁၃ဦးသေဆုံးပြီးတော့လက်နက်တချို့နဲ့စစ်သားအလောင်းများကိုသိမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ29ရက်နေ့မနက်10:00နာရီကမှဒေအချောင်းမြို့နယ်ကြောက်လီကားရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်ဆက်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကဂျားဖြတ်တိုက်ခိုက်ရာတနအီကတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့တော်လိုင်းပူးပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်တအူးကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။စက်တဘာလ30ရက်နေ့မှာလဲ မနေ့9နာရီကငါစတင်ပြီနော်ည9နာရီအထိတိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့ကတော်လိုင်းရဲဘော်တအူထပ်မံကြဆုံးခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲနှစ်ချိန်အတွင်းအကြမ်းဖက်စစ်ခွေးတွေဘက်ကကိုဦးတိတ်ဆုံးက9ဦးထဲမှနဲ့ထိခိုက်ဒဏ်ရာရရှိကောင်းဒဏ်ရာပြင်းထန်တဲ့သူတွေလည်းပါဝင်တယ်လို့သိရပါတယ်တိုက်ပွဲတွေအတွင်းမှာကာကွယ်ပူးပေါင်းတပ်ဖွဲ့ဘက်ကလက်နက်တက်လက်ဆုံးရှုံးခဲ့ရတော့လဲ စစ်သားအလောင်းများနဲ့လက်နက်တချို့ကိုတင်စီနိုင်ခဲ့တယ်လို့ပြောပါတယ်၎င်းတိုက်ခိုက်မှုကိုဒဝဲ KN တပ်ပေါင်းစုနဲ့မဟာမိတ်တပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်ဒါအပြင်အော်တိုဘာလ၈ရက်နေ့မနက်7:45မိနစ်ခန့်မှာလဲတရချောင်းမြို့နယ်ဗရချောင်းကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကခမှန်ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီထိတွေ့တိုက်ပွဲအတွဲမှာအကြမ်းစစ်ခွေးတွေဘက်က၄ဦးတေဆုံးသွားပြီးတော့၎င်းတိုက်ခိုက်မှုကိုကဝဲ KN တပ်ပေါင်းစုနဲ့ KNU တပ်မဟာလေတိုင်ရင်စစ်နေတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ကျွန်တော်တို့ဒဝဲ KN တပ်ပေါင်းစုအနေနဲ့အောင်ပွဲတွေဇက်တိုက်ရဖို့ဆိုရင်အနောက်ကလက်နက်ခဲရန်နဲ့ကြီးစံများများဖြည့်တင်းနိုင်ဖို့အတွက်ပြည်ရင်းပြည်ပကထောက်ဖို့ရဲဘော်များဗီလန်မကပုံမှုပြီးတော့ အားစိုက်ပေးကြဖို့လိုပါတယ်ငါးနှစ်သားဖြစ်တဲ့ကျွန်တော်တို့ရဲ့တော်လန်ရေးရဲဘော်တွေရဲ့စူးစမ်းအားထုတ်မှုအသီးအပွင့်တွေဒီတိုင်းမှာမြေလာရမှာဖြစ်ပါတယ်ဆွေးဆက်ပြီးတော့စီရေး level မြင့်တက်လာနိုင်တဲ့အတွက်ပြည်သူများအားလုံးစီရေးသတိရှိကြဖို့ပြည်သူတွေကိုပြည့်မှတ်ထားတဲ့အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေကြုံလာနိုင်တဲ့အတွက်အထူးဂရုစိုက်ကြဖို့မှာကျင်ပါတယ်လို့ဒဝဲခဲတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောဆိုထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဇကိုင်းတိုင်းချောင်းဦးမြို့အဝင်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်က၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၂ရက်နေ့မနက်၆နာရီကမှမုံရမန္တလေးပခုတ်ကူလမ်းဆောင်မှာရှိတဲ့ချောင်းဦးမြို့အဝင်ဂိတ်ကိုတော်လိုက်တပ်ဖွဲ့များက ဝင်းအောင်တက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုဟာ7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကလေးဦးတေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်တက်ခိုက်မှုအတွင်းမှာရဲဘော်2ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရပြီးတော့နောက်ဦးတရားရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ရဲဘော်2ဦးကိုအချိန်ကြီးစေကုသနိုင်ရေးနဲ့ပြန်လည်ဆုတ်ခွာနိုင်ရေးအတွက်အကြမ်းဖက်စစ်တပ်စခန်းကိုအောင်မြင်စွာအပြစ်သက်သိမ်းပိုက်နိုင်ခြင်းမရှိဘဲရဲဘော်များဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ 6မြို့အဝင်ဂိတ်ကိုတော်လိုင်းရဲဘော်တွေကဝင်းရောက်တိုက်ခိုက်ခဲ့တာတိုက်ပွဲက7မိနစ်ခန့်ဖြစ်ပွားခဲ့ပါတယ်စစ်ခွေးတွေဘက်က၄កောင်တေးတယ်၅កောင်တရားရတယ်ကျွန်တော်တို့ဘက်ကရဲဘော်တအုပ်မြင့်မြတ်စွာကြာဆုံးခဲ့ပြီးတော့၂ဦးတရားရတယ်လို့မုံရခရိုင် MS7 တိုင်ရင်တက်ခွဲ3လျက်စီးတက်ခွဲကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတက်ခတ်မှုကိုလျက်စီးတက်ခွဲမုံရခရိုင် MS7 တိုင်ရင်တက်ခွဲ3 CDSOF ဘုံဆက်ကြစစ်ကြောင်းနဲ့ချောင်းမြို့နယ်ဘိုးရဲရဲစစ်ကြောင်းတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထိုးပြီးတော့ရွေးကောက်ပွဲမှာမဲလာထဲကြရန်အိမ်တော်စုစည်းရင်းတွေလိုက်ကောင်နေတဲ့အတွက်ပြည်သူများဟာထွက်ပြေးတင်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ3ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့လောင်းလုံးမြို့နယ်စခန်းကြီးရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်ကြောင့်ကျေးရွာနေပြည်သူများဟာထွက်ပြေးတင်းရှောင်ခဲ့ရတယ်လို့သိရပါဗျ။အဲဒီစစ်ခွေးစစ်ကြောင်းဟာကျေးရွာအတွင်းကိုဝင်ရောက်စီးနင်းပြီးတဲ့နောက် ရွာထဲကနေထွက်ပြေးတိမ်းရှောင်ခြင်းမရှိတဲ့ပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီကပြစ်လို့မဲ့အတုရောက်ရွေးကောက်ကွဲမှာလာပြီးတော့မဲထဲကြရန်စီယုံပြောဆိုခဲ့ပြီးတဲ့နောက်အိမ်တော်စုစည်းရင်းများကိုကောက်ခံသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာလက်ရှိချိန်ထိစခန်းကြီးရွာအနီးမှာရှိနေတဲ့အကွက်ကြောင့်ပြည်သူများဆက်လက်တိမ်းရှောင်နေဆဲဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်ကြောင်းဟာဘယ်နေရာကိုဆက်လက်ပြီးတော့စစ်ကြောင်းထိုးမယ်ဆိုတာကိုမသိရသေးကြောင်းဒေသခံပြည်သူများကပြောဆိုထားပါဗါတယ်။စစ်ခွေးတွေကစစ်ကြောင်းထိုးပြီးတော့ ရွေးကောက်ပွဲမှာမဲလာထဲကြဖို့နဲ့အိမ်တော်စုစည်ရဲတွေကလာကောက်သွားတယ်လို့သိရတယ်။ပြည်သူတွေဖမ်းခံရတာတော့မရှိသေးဘူး။အဲ့ဒီစစ်ခွေးစစ်ကြောင်းကစခန်းကြီးယူဟာနာမှာပဲရှိနေသေးတယ်။ဘယ်ကိုဆက်သွားမလဲတော့မသိရသေးဘူးလို့ဒေတာရင်းစည်ရဲတရင်အင်းတွေကရှင်းပြထားပါတယ်။အလားတူပဲအော်တိုဘာလပိုင်းကလည်းလောင်းလုံးမြို့နယ်ကရင်ကြီးယွာကလောင်းလုံးမြို့ဘော်ကိုလာရောက်ပြီးတော့အင်အားဖြည့်ရန်ရောက်ရှိနေတယ်။အကြမ်းမှစစ်ခွေးစစ်ကြောင်းကလည်းမြို့ပေါ်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုတွားရောက်ကော ရွေးကောက်ပွဲမှာမဲလာထဲ့ကြရန်လိုက်လံချင်းချောင်းနေပြီးတော့အိမ်တော်စုစည်ရင်များကိုကောက်ခံသွားကြောင်းတင်ရရှိပါတယ်ခမောင်းတင်းတွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှအပိတ်ဖြစ်နေတဲ့တင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခမောင်းမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးဆောင်ပြည်သူများကိုကူညီပေးနေတဲ့ Channel ဖြစ်တဲ့အတွက် လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာဒီစဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကချန်နာဘူရီခရိုင်မှာတရားမဝင်မြန်မာလူသမား25ဦးကိုထိုင်းရနာပိုင်များကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကနိုဝင်ဘာလ၄ရက်နေ့မှာ ဒန်းစီဆိုင်မှာရန်နာထားတဲ့ pickup truck ကားပေါ်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား25ဦးကိုဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမြန်မာအလို့သမားများကိုထိုင်းလက်ကဲအဖွဲ့ကမတင်ကားဘူးဆိုပြီးတော့စစ်ဆေးရာကနေဖမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တရားမဝင်ဝင်ရောက်လာတဲ့မြန်မာအမျိုးသား18ဦးနဲ့မြန်မာအမျိုးသမီး9ဦးတို့ကိုကားပေါ်မှာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတရားမဝင်မြန်မာများအလုံးဟာ ဖျားသုံးစုကနေတဲ့ကန်ချနာဘူရီကိုနေဆက်စစ်စစ်ရိတ်ဂိမ်းများကိုရှောင်ရှားပြီးတော့ကုန်းလန်ရေလန်တော်လန်များအတိုင်းတရားမဝင်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။တရားမဝင်မြန်မာလူထုမားများဟာထိုင်းနိုင်ငံအတွင်းအလုလုရာအတွားဝင်ရောက်လာခြင်းဖြစ်ပြီးတော့တရားကိုပွဲစားကအဖြစ်နဲ့ထိုင်းဘက်ကနှစ်ပေါင်းဝယ်ပြီးခဲ့ရတယ်လို့သိရပါဗျ။၎င်းတို့ကိုထိုင်းအာရဘိုင်များကဥပဒေအရတရားစွဲဆိုအရေးယူပြီးတော့ပြည်နယ်နယ်ပေးမှဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်သေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအញ្ញံဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ